င်းရဲ့တက်လာတယ်။တရားမြတ်တာမှုကိုချေခံလို့ရှင်းနေတဲ့နိလန်းကိုရှာတယ်။သူစဉ်စဉ်နေလို့ဆိုတာပြောမှာ။ဒါပြင်ပြင်တဲ့အတိုင်းဒါနဲ့ပြည့်ပြည့်တပြည့်လုံးပဲပြည့်ပြည့်တလို့ပဲသွားဖို့လိုမယ်။ ma so ta ku ku so buti mata mulai ko hawo နောက်ပြီးတော့လူမျိုးစုတွေကိုစစ်ဆင်တာကိုရဆိုင်ဖြစ်ဖို့ဖိနှိပ်တဲ့ဥပဒေစီမံစည်းကမ်းတွေအကုန်လုံးရုပ်တိုင်ပြဖို့နဲ့တကယ်အနှစ်သာရရှိတဲ့တွန့်ဆွနှုတ်ရေးကိုလုပ်ဖို့လိုတယ်ဒါမှလည်းပဲကျိုးရှိတဲ့ဘက်ကိုသူတက်သွားလို့ရလွန်ခဲ့တဲ့၈နှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာလှုပ်ကြံခံခဲ့ရတယ်ကရင်မျိုးသားစီယုံ KNU ထွေထွေတွင်းရမှုဟောင်းဖရိုမန်းရှာလာဖန်းမကွယ်လွန်မီကပြောဆိုသွားချက်ပါ da qui po tu hi Berta mula berta tu de wi wedi ဖရိုမန်ရှာဟာစစ်ဆိုးရကိုတော်လန်တဲ့နေရာမှာသဘောထားပြတ်သားသူလို့လူသိများပါတယ်ဖရိုမန်ရှာကတော့သူကဘွမ်းတော်မြို့နယ်ကတောကျောင်းဆိုတဲ့ကျေးရွာလေးမှာသူက1900 43ခုနှစ်ဇူလိုင်လ9ရက်နေ့မှာသူကမွေးဖွားခဲ့တယ်။ပြီးတော့သူကပတ်နော်အဲသူတို့ရွာနာရင်းနိုင်ကုန်းရွာမှာသူမူလာဒန်းနဲ့အလဲထောင်းသူနေခဲ့တယ်။အထက်ထက်တန်းကျောင်းတော့ပတ်နော်အထက်တန်းကျောင်းမှာသူအောင်မြင်ခဲ့ပြီးတော့ရန်ကုန်တက္ကသိုလ်62ခုနှစ်မှာရောက်ခဲ့တယ်။တက္ကသလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီးတော့7ဇူလိုင်ရေခင်းမှာတွေ့တွေ့ကြပါဝင်ခဲ့တဲ့ကျောင်းသားကောင်းဆောင်တယောက်ဖြစ်တယ်။ဖရိုမန်ရှာကို

ကျွန်တော်တို့ဒီဖာရီမန်ရှာဒီလောက်ချန်ခံမှုနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတော်လိုင်းရေးအတွက်ပေါ့အထူးသဖြင့်ဒီဒီမိုကရေစီအင်အားစုတွေတိုင်းသားအင်အားစုတွေဒီပေါင်းစည်းညီညွတ်ဖို့လုပ်တဲ့နေရာမှာစ조사တဲ့အဓိကဒီဒုက္ခမင်တရားပေါ့ဘိဒုကတရားဆုံးရှုံးသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တို့တော့ဒီအစားထုတ်လို့မရတဲ့ဆုံးရှုံးမှုကိုပြောတာ။နောက်ဒီလိုမျိုးဖြစ်သွားတာလည်းတော်လိုင်းအတွက်ပြောမယ်ဆိုလို့ရှိရင်တော့ရေတွေနစ်တယ်လို့လည်းပြောလို့ရတယ်။ဒါပေမဲ့တစ်ဖက်ပိုင်းမှာကျွန်တော်တို့ဂုံယူရမှာကဘာလဲဆိုတော့ ဒီဖရိုမန်ရှာခဲ့ယက်တိခဲ့တဲ့ယက်တိချက်တွေနော်အဲ့မူတွေကိုသူတို့မနိုင်တဲ့အတွက်ကြောင့်မလို့ဒီလိုအချမ်းနည်းနဲ့ပဲသူတို့အာလှုပ်ဆောင်သွားတယ်လို့ကျွန်တော်တို့နည်းမြင်ရမှာပါအာဒီပြဿနာကတော့ကျွန်တော်ကတော့ကျွန်တော်နဲ့ကြောင်းနေပဲတငယ်ချင်းကိုရန်ကုန်တက်ကတူမှာအဲ့တော့စိတ်ကတော့ပဲကောင်းတယ်ကျွန်တော်တောက်လျှောက်လှုပ်လာတာတတောင်လုံးပဲဟာအဲ့တော့ကျွန်တော်တို့အထူးအစီအစဉ်နဲ့လှုပ်ရှားတာတွေပါတယ်နောက်85ခုနှစ်မှသူနဲ့ကျွန်တော်နဲ့ကွဲတာ ਉਹ သူကညောင်လီပင်ကိုသွားတယ် ကျွန်တော်ဘိတ်တွေကိုသွားတယ်အဲ့ဒီမှာပဲကွဲတာကိုကျန်တဲ့အချိန်ကအတူတူပဲကကျွန်တော်ဖရိုမန်ရှာလောက်ကြံတက်ဖြက်ခံရမှုနဲ့ပတ်သက်ပြီးဒီကနေ့အထိလက်တယ်တရခံမပေါ်သေးပါဘူးအင်းကျွန်တော်ကတော့ကျွန်တော်စိတ်ဆန္ဒအရဆိုတော့အဲ့လိုမျိုးဟုတ်တော့ကလဲစားချိန်ချင်တာပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်တို့မှလည်းနိုင်ငံရေးမူပေါ်လစီကရှိတော့အဲ့ဒီမူပေါ်လစီတိုင်းပဲကျွန်တော်တို့တုတ်သွားရမှာပေါ့စိတ်ကတော့အခုတငငချင်းကိုဒီလိုဖြစ်လာတော့ဒါတငငချင်းချစ်တဲ့စိတ်ဓာတ်နဲ့တော့ကလဲစားတော့ချိန်ချင်တာပေါ့ ဒါပေမဲ့ဘယ်လိုပဲပြောပြောကျွန်တော်တို့ကနိုင်ငံရေးသမားတွေဖြစ်တော့ဒါနိုင်ငံရေး policy ရပဲကျွန်တော်လုပ်သွားမယ်လေသူကအဲ့ဒါပါပဲကျွန်တော်သဘောထားရတော့နော်တကယ်လို့ကျွန်တော်တို့ကအဲ့လိုဒီကောင်းတဲ့စံနမူနာကိုကျွန်တော်တို့ site ထူသွားမယ်အဲ့ဒီကောင်းတဲ့စံနမူနာတွေကိုလည်းကျွန်တော်တို့တမိုင်းမော်ကုန်းထဲမှာကျွန်တော်ရေးထိုးသွားနိုင်မယ်ဆိုရင်နောင်လာနောက်သားတွေကကျွန်တော်တို့မိဘဘိုးဘွားတွေကအင်မတန်လေးစားတင့်လေးစားထိုက်တဲ့လူတွေဖြစ်ပါလားဆိုတာ သူတို့မြင်တော့တယ်မကတည်းကျွန်တော်တို့အကောင်းဆုံးသောစိတ်ဓာတ်အမွေနှစ်ကိုလည်းကျွန်တော်တို့ပေးပေးအပ်သွားနိုင်တာဖြစ်လို့ကျွန်တော်တို့အဲ့ဒီလိုပဲလောက်ကြပါသူတို့ကျွန်တော်ပြောချင်တာလောကဒီဆယ်လေးရက်လလအထောင်နဲ့ရှိသူတို့ကညနေ၄နာရီခွဲချင်းနိုင်ဒီမကြဘွားတပတ်တော့ပြောင်းချက်ခွလွန်သွားတဲ့ဖရားတကအကြောင်းတကဖြစ်တယ်ဥမရှာသည်ညီမမိတကလာလုံးနဲ့နှိပ်ပါသုံးနာလောချနာရရှိခန်းစားစမ်းစားဗာသိချင်းကျောင်းကလည်းကော ဗောမတပ1369ခုတဘောတော့လဆန်းရှိရဲ့ညနေလေးနိုင်ခွဲအချိန်တိုင်းတတိမကြဘောတပါတော်ပြောင်းကျွဲကွန်လွန်သွားတဲ့ဘုရားတကားဘုရားမအောင်းတကားအောင်းမဖြစ်သည်ဥမရှာဤမန်းပင်တကားလာလုံနိုင်မှာတောင်းတန်းတော်ချမ်းသာရရှိခံစားစံစားရပါဘ1963ခုနှစ်မှာပွဲရပြီးတော့63ခုနှစ်66ခုနှစ်အထိခင်မြေအောင်တော်လိုင်းသမဘွားနဲ့သူက ဒီလှုပ်ရှားခဲ့တယ်လှုပ်ရှားပြီးတော့66ခုနှစ်ကြာတော့သူကဒီကင်းတွန်လိုင်းရေကိုလက်နက်ကင်ကိုကုဒီလျောက်ပဝင်ပြီးတော့တောင်းထဆောင်ခဲ့တဲ့ရေဘော်တယောက်ရှိဖြစ်တယ်။နောက်သူက66ခုနှစ်ကနေပြီးတော့ဒီနေ့ကွယ်လွန်တဲ့အထိပေါ့နော်။တွန်လိုင်းတောင်းအစင်းစင်းကိုအောက်ချီရနေစားပြီးတော့တစတစဒီလိုဆောင်ရလာတာဖြစ်တဲ့။ကရင်ခေါင်းဆောင်နေနဲ့တခြားကြဆုံးတိုင်းရင်းသားခေါင်းဆောင်နေအများအပြားတဲမှာမှဖရိုမန်းရှာကိုဘာကြောင့် တတိတယရှိနေကြပါတည်ဆရာကျောင်းတို့ဒီကိရင်လူမျိုးအတွက်အစည်းအဝေးအတွက် အများကြီးလှုပ်ဆောင်ပေးခဲ့တယ်နောက်ပြီးတော့ကျွန်တော်ကိရင်ကဒီပြပြ ကလူဒူနေပကတဲရီလဲလူမျိုးစုတွေလူမျိုးစုတွေပါတကအကောလုံးဒီမိုကရေစီအတွက်ဒီဟိုဒီမှာနောက်ပြတော့လဲပြည်သူလူထုကလည်းသူ့ကိုချစ်ခင်တယ်လေးစားတယ်ယူတယ်ဘဒုမန်းရှာွားလေသူကပါသာရေးလဲမခွဲခြားဘူးဘုံလုံးဟိုနေတဲ့အပေါ်မှာအများကြီးလှုပ်ဆောင်ခဲ့တယ်ဒီလိုဟိုတွင်တန်းပြင်းတဲ့လူမျိုးတွေအသက်ပေးသွားခဲ့ကျွန်တော်အများကြီး ဝမ်းနဲ့တဲ့ဘဒုံမင်းချန်ကဒီနိုင်ငံတိုင်ဝမ်မှာဆိုလို့ရှိရင်သူကတအားကိုလည်းပြောဟိုးတယ်ပေါ့ပြောင်မြောက်တယ်လေသူပြောတဲ့စကားတွေကနာဝတနာဖာကဟိုသူတခွန်းပြောလိုက်တယ်နဲ့အများကြီးထိတယ်လေနိုင်ငံတိုင်ဝမ်ကဒါနဲ့သူကတော့အဲ့စွန့်နေရှိကြတာပေါ့ဒါနဲ့သူကနေပြီးတော့ဒီနာဝတနာဖာတို့ကဟိုဟိုလာပြီးတော့လောက်ကြတဲ့သဘောဖြစ်သွားတယ်အာလောအာလော မှန်ရတခုပြောမယ်ဆိုရင် तू ကခေါင်းဆောင်ခေါင်းတယောက်ဖြစ်တာကျွန်တော်တို့မိခဲ့တဲ့လောက်ဆိုရင် तू ကကျွန်တော်တို့ဒီဒီမိုကရေစီနဲ့တိုင်းသားတွေရဲ့တန်းတို့ဖွင့်ရဦးအာတန်းပြည်ရဲ့လိုအပ်ချက်နဲ့အညီထိန်းချုပ်ပေးနိုင်တဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်ကျွန်တော်အဲ့လိုမျိုးခံယူထားတယ်ပြောမယ်ဆိုရင်တော့ဒါဘုရမရှာကနေတက်ရှိတင်ကြားရှိနေပြီဆိုလို့ရှိရင်တော့ဒါတပ်ပေါင်းကြီးရဲ့အခိုင်အကန့်တော့ပဒတ်အားဒီထက်ပိုပြီးတော့ကျွန်တော်တို့ ိုးစားမဲ့စင်တာတွေအတူတူရှိနေဆိုတာတော့အာရနိုင်တဲ့နေတာရှိပါရောအခုဆိုလို့ရှိရင်တော့အဲဘလူမောင်ရှာက तू ကဒီတိုင်းရင်းသားတော်လှန်ရေးတင်တဲ့ဒီမိုကရေစီအားစုတဲ့ဒီပေါကူဆက်ဆက်တဲ့တကယ်ပေါကူတဒါကြီးတူးလို့ပြောလို့ရတယ်ဘာဖြစ်လဲဆိုတော့တပ်ပေါင်းစုတွေရဲ့ အခန်းကဏ္ဍမှာပထမရှာရဲ့ခေါင်းဆောင်မှုပထမရှာရဲ့ဂုဏ်သိက္ခာပထမရှာရဲ့နိုင်ငံရေးယူဆတွေကအကုန်လုံးကိုဆက်ဆက်ညှိနှိုင်းပြီးတော့ဒီလိုဥဆောင်မှုပေးနိုင်တဲ့ဒီကင်းတွန်လိုင်းရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်အတိအကပြောချင်တာတော့ပထမရှာလာဖိုင်းရဲ့နာမည်ပေါ့။သူကအရာကိစ္စတိုင်းကိုသူကအလေးအနက်ထားပြီးတော့စဉ်းစားလှုပ်ဆောင် ပြုမှုဆောင်ရွက်တတ်တဲ့ဟိုခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။မရှာလာဖန်းဆိုတဲ့နာမည်ကတလုံးချင်းကိုအတိတ်ပဲရှိပါတယ်။ မန်းဆိုတာကတော့ကျွန်တော်ကရင်လူမျိုးတွေရဲ့ဒီနာမည်ပေးပေါ့မန်းတို့စောတို့ဆိုတာတော့ဒါထုံးစားမယ်သူတော့ရှာလာဖန်းဆိုတဲ့ဟာရှာဆိုတဲ့ဟာကျွန်တော်အနောက်ပိုးကင်ပါနာနဲ့ဆိုရင်ကျဲလို့ရအတိတ်ပဲရတယ်ရှာလာဆိုတာကတော့လမင်းကိုလို့အတိတ်ပဲရတယ်ဖန်းဆိုတာကတော့အလင်းရောင်လို့ဆိုအတိတ်ပဲပြန်တော့ကျဲကျဲလာတွေရဲ့အလင်းရောင်လို့အဲ့လိုအတိတ်ပဲပြန်လို့ရပါတယ်သူဟာစာပေဝါသနာရှင်တူဦးဖြစ်တယ်လို့ ဆရာရေဇန်နာမည်နဲ့စာပေတွေရေးသားခဲ့တယ်ပါတိုင်းပြည်ပြဿနာတွေကိုတရားမျှတမှုကိုအခြေခံပြီးတော့ရှင်းနေတဲ့နိလန်းတွေကိုရှာဖို့လိုတယ်သူစုံစူနီဘရစကားပြောဖို့လိုတယ်ဒါကရင်ပြည်နယ်အတိုင်းအတာနဲ့ဖြစ်ဖြစ်တပြည်လုံးပဲဖြစ်ဖြစ်ဒီလိုပဲသွားဖို့လိုတယ်ဒါကတော့လွန်ခဲ့တဲ့ရှင်းနှစ်ကျော်အချိန်ကဖရိုမန်းရှာရဲ့စပွဲဝိုင်းစူနီဘွဲနဲ့ပဲငင်းငယ်ရရမယ်ဆိုတဲ့သဘောထားပြောဆိုသွားခဲ့တာပါ အောင်မှုရခါနာကျင်းပါရတဲ့အကြောင်းရင်းကတော့သူကတော့ရန်သူရဲ့လက်ချက်နဲ့ကြာဆုံးသွားတဲ့အပေါ်မှာကျွန်တော်တို့ကဒီလိုဂုံကြောင်တဲ့ခေါင်းဆောင်မျိုးကိုအမြဲတမ်းအမှတ်ပြရရနေဖို့အတွက်ဒါကျွန်တော်တို့ကျင်းပါရတာဖြစ်ပါတယ်။ဟုတ်ကဲ့ပတ်လည်းအမြဲပဲကျင်းပါရတာဖြစ်တယ်။ဟုတ်ကဲ့မမရပါပြောချင်တယ်ကုလိုမဆန်နဲ့ပတ်သက်မမရရပြောချင်တာကတော့ तू ကတော့တကယ်ကိုတော်လိုင်းအတွက်မြူတာအတွက် तू ကနောက်ဆုံးအသက်ပြီးတဲ့ဒီလုတ်ကင်သွားတဲ့ပုံကို ဖောက်ပြန်မှုပါတခုမှမရှိဘူး အတွေးခေါ်တည်ဝင်မှုဘာမှမရှိဘူးကိုကျော်စလုံးမှုအပြည့်နဲ့လုပ်တဲ့ပုံပါဒါသူ့လိုလူမျိုးကိုစာနုနာထားပြီးမှကျွန်တော်တို့ကလည်းသူလျှောက်တဲ့လမ်းကိုတက်တယ်မှမှလျှောက်မယ်ဟုတ်ပါဒါအခြေချင်းမြန်မာပြည်တိုင်းမှာခေါင်းဆောင်တွေအာဇာနည်တွေအများပြားပေါ်ထွန်းခဲ့ပါတယ်ဒီထဲမှာချင်းကချင်းရခိုင်စတဲ့တိုင်းသားခေါင်းဆောင်အာဇာနည်တွေလည်းထွက်ပေါ်လာခဲ့တာပါဒီလိုအာဇာနည်တွေထဲမှာကရင်ခေါင်းဆောင် ဘဒုံမန်းချာလာဖန်းလေအပါဝင်ဖြစ်ခဲ့ပါတယ်မမရပြောချင်တာတော့ပရိုမန်းချာလို့ပုဂ္ဂိုလ်ကြီးကကျွန်တော်တို့အတွက်ကောဒီတော်လိုင်းအတွက်ကောမမေ့တဲ့လူတယောက်လို့ပဲပြောချင်တယ်သူကအင်မတန်ကိုအားလုံးအတွက်အရေးကြီးတဲ့လူတယောက်ဖြစ်တယ်အဲ့တော့လို့အားလုံးအနေနဲ့လည်းမမေ့တဲ့လူကျွန်တော်ကိုယ်တိုင်လည်းပဲလုံးဝမမေ့တဲ့လူတယောက်လို့ပြောချင်ပါတယ်ဒီကောင်းတော့ပြောအဲဆိုဆံမန်းချာသာရှိရင်ပေါ့ဗျာနောက်ပြီးတော့လဲတောက်လျှောက်လက်တွဲလာတဲ့အခါမှာ ိုင်းသားကြီးရောဒီမိုဆီကြီးရောတတိုင်းပြည်လုံးရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးတော့အမြင်ကျယ်ပြီးတော့အတွေ့အကြုံရှိတယ်။တိတက်နားလဲပြီးတော့ဘက်ဆုံစာနာနားလဲသိရှိတဲ့ခေါင်းဆောင်မျိုးကအတော်ကိုရှားပါတဲ့သဘောရှိတာ။ကျွန်တော်တို့ကဒီနေ့ဒီရက်တွေရောက်တိုင်းမှာအမြဲတမ်းလို့လုံလဆက်တတ်တဲ့သဘောရှိတယ်။နှစ်တိုင်းနှစ်တိုင်းလဲကိုမှတ်မိသလောက်ရေးသားပြောဆိုတဲ့အဓိဋ္ဌကျွန်တော်တို့ရှိတယ်။အခုဆိုရင်သူကွယ်လွန်ခဲ့တာ၈နှစ်ရှိခဲ့ပါပြီ။မနစ်ကဆိုရင်မန်းရှာကွယ်လွန်ခြင်း9နှစ်မြောက်အမတ်တရစာအုပ်ကို ရန်ကုန်မှာထုတ်ဝေခဲ့သေးတာပါ အလားတူ၈နှစ်မြောက်အောင်မေတ္တအခမ်းအနားဒီကိုလည်းဖေဖော်ဝါရီလ၁၄ရက်နေ့တိုင်းမှာကျင်းပကြမည်ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်မောင်တူပါကျွန်တော်တို့အရေးကိစ္စကျွန်တော်လွတ်လပ်မှုကျွန်တော်လက်နှစ်ဖက်နဲ့ကျွန်တော်တို့ကြည်သူတွေရဲ့တွေးတယ်နဲ့ချွေးတယ်နဲ့ကျွန်တော်တို့ကိုတိုင်ကျွန်တော်လှုပ်သွားတယ်ဆိုရင်တမိုင်းမော်ကုန်းကိုကျွန်တော်ရေးထုတ်နိုင်ဖို့အသိရေးကြည့်တယ်သူများကနေပြီးတော့ပေါ့လေကျွန်တော်တို့လှုပ်ပြီးမှရခဲ့တယ်ဆိုတဲ့အာမျိုးလေး မဖြစ်ဖို့ကျွန်တော်တို့လုပ်ဖို့တူတဲ့အကြောင်းကိုကျွန်တော်တနည်းနဲ့ပြောချင်ပါတယ်။